ကမ္မူပါဒံဥပမာစိတ်ဆွဲတဲ့အဆွဲအယက်ဆွဲတဲ့အဆွဲမေထိုးမှုကိစ္စကိုဆွဲတဲ့အဆွဲဇနီးမယားသမီးသားကိုကိုဆွဲတဲ့အဆွဲရွှေငွေဥစ္စာပစ္စည်းတို့ကိုဆွဲတဲ့အဆွဲရာထူးအနာကိုဆွဲတဲ့အဆွဲအဲ့လိုမျိုးအဆွဲကအမျိုးမျိုးရှိတယ်။ဒါပေမဲ့အဆွဲတွေကဘလို့ပဲပုံသဏ္ဍာန်မျိုးစုံပြောင်းလဲနေပါစေသူတို့ကိုကမ္မဂုဏ်၌လွန်စွာဆွဲလန်းမှုကမ္မုပါဒံလို့ပဲခေါ်ရတယ်။ဒါကြောင့်သူတို့က တူလားဆိုတော့မတူဘူးမတူဘူးလားဆိုတော့မဟုတ်ဘူးတူတဲ့သဘောလည်းရှိတယ်ဒီဆွဲတွေကဘလို့တူလဲဆိုရင် အားလုံးကကာမဂုဏ်နိုင်လွန်စွာဆွဲလမ်းမှုကာမှုပါတဲ့အနေနဲ့တူကြတယ်မတူဘူးလားဆိုတော့မတူဘူးစိလိဆွဲတဲ့အဆွဲနဲ့မိထုံကိုဆွဲတဲ့အဆွဲကလုံးဝမတူဘူးနှလုံးသွင်းမှုဉာဏ်လည်းမတူဘူးလုံးပုံကင်မှုဉာဏ်လည်းမတူဘူးရှားဖွေမိဝဲရပုံဉာဏ်လည်းမတူဘူးဒုက္ခဒုက္ခတွေလည်းမတူကြဘူးအဲ့လိုကွာခြားတယ်ဒါကြောင့် တူပုံမတူပုံကိုဒီတိုင်းပဲနားလည်ရမယ်နောက်တစ်ခုသတိပြုရမှာကလူတိုင်းကအထက်ပါအစွဲတွေကိုအကုန်လျှောက်ဆွဲနေကြတာမဟုတ်ဘူးဒါကိုသတိပြုရမယ်တယောက်နဲ့တယောက်အစွဲချင်းမတူဘူးစိတ်လိတ်ဆွဲတဲ့သူရှိရယ်ဇနီးမယားသမီးသားတို့ကိုဆွဲတဲ့သူရှိရယ်မေထုံးမှုကိစ္စကိုဆွဲလန်းနေတဲ့သူရှိတယ်ရွှေငွေဥစ္စာပစ္စည်းတို့ကိုဆွဲလန်းနေတဲ့သူရှိတယ်တယောက်နဲ့တယောက်အစွဲချင်းမတူဘူး တချို့တွေဆိုရင်ဘာမှကိုမစွဲသေးဘူးဥမာကလေးတွေသူတို့ကဘာမှပြင်းပြထန်ထန်မစွဲသေးဘူးဒါပေမဲ့သူတို့မှာစွဲနိုင်စရာအကြောင်းတွေရှိတယ်သူတို့မှာဖြစ်ခွင့်တွေရှိသေးတယ်ဒါကြောင့်လောကမှာတယောက်နဲ့တယောက်အစွဲချင်းမတူဘူးလို့လည်းသိရမယ်အစွဲချင်းမတူသလိုအစွဲကိုဖြောရတဲ့လမ်းကြောင်းလည်းမတူဘူးလို့လည်းသိရမယ်ဒါပေမဲ့အစွဲတွေကဘလို့ပဲပုံတံမျိုးစုံပြောင်းလဲနေပါစေသူတို့ကိုကာမဂုဏ်၌လွန်စွာဆွဲလမ်းမှုကာမှုပါဒံလို့ပဲခေါ်ရတယ်နောက်တစ်ခုသတိပြုရမှာက စလိတ်တောက်မိတဲ့သူတိုင်းစလိတ်ဆွဲနေတာမဟုတ်ဘူးဒါကိုလည်းသတိပြုရမယ်အရက်တောက်လိုက်တဲ့သူတိုင်းလည်းအရက်ဆွဲနေတာမဟုတ်ဘူးမေထုံမှုကိစ္စကိုပြုမိနေတဲ့သူတိုင်းမေထုံကိုဆွဆွလန်းလန်းကြီးဖြစ်နေတာမဟုတ်ဘူးရွှေငွေဥစ္စာပစ္စည်းတွေကိုကင်တွယ်အသုံးပြုနေတိုင်းရွှေငွေဥစ္စာပစ္စည်းတွေကိုဆွဲနေတာမဟုတ်ဘူးယာရုအနာယူထားတဲ့သူတိုင်းယာရုအနာကိုဆွဲနေတာမဟုတ်ဘူးဥပမာအဂတဝကမဟာတဝကယာရုများဒါတွေကဆွဲလန်းနေတဲ့အခြေအနေမဟုတ်ဘူးမဆွဲသေးတဲ့အခြေအနေနဲ့ မဆွဲလန်းတဲ့အခြေအနေမျိုးတွေထဲကတရားများဖြစ်တယ်။ဒါကြောင့်မဆွဲသေးတဲ့အခြေအနေနဲ့မဆွဲလန်းတဲ့အခြေအနေမျိုးတွေရှိကြောင်းကိုလည်းနားလည်ရမယ်။ကြောက်ဖြားနာဂရမုန်နိ